။ဒီမျိုးသမီးကတော့15နှစ် တန်တိုင်းစကားမပြောတဟန်ဆောင်ပြီးတော့မတန်ဆွမ်းပင်စင်ထုတ်ယူခဲ့တယ်လို့သိရပါလိမ့်။သူမဟာ15နှစ်တန်တိုင်းစကားမပြောတဟန်ဆောင်ပြီးမတန်ဆွမ်းပင်စင်ထုတ်ယူနေတာဖြစ်ပါလိမ့်။ဒါကိုအလို့ဆောင်တော်တို့ကဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါလိမ့်။စပိန်နိုင်ငံအန်ဒါလူးဇီးယားဒေသမှာစူပါမားကတ်တစ်ခုမှာလုပ်လုပ်တဲ့အမျိုးသမီးဟာ2003ခုနှစ်ကဈေးဝယ်သူတဦးရဲ့တိုက်ခတ်ခြင်းခံခဲ့ရပြီးအဲ့ဒီဖြစ်နောက်ပိုင်းမှာသူမဟာ ပြင်းထန်တဲ့စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာကြောင့်ဆွန်းအားခဲ့တယ်လို့သတ်မှတ်ခံရပါလိမ့်လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်လို့အာမခံကုမ္ပဏီကမတန်ဆွမ်းပင်ဆင်ပေးခဲ့ရပြီးအဲ့ဒီမျိုးသမီးက15နှစ်တိုင်တိုင်မတန်ဆွမ်းပင်ဆင်ထုတ်ယူနေခဲ့တာပါ2019ခုနှစ်မှာတော့အာမခံကုမ္ပဏီကဒီဖြစ်ရပ်ကိုပြန်သုံးသပ်ရင်ရှင်းတော့မညီညွတ်မှုရှိတာတွေသတိထားမိတာကြောင့်ပြန်လည်စစ်ဆင်မှုလုပ်နိုင်ဖို့အလို့စုံတော်တူဟာရမီအဲ့ဒီမျိုးသမီးတကယ်စကားပြောနိုင်ခြင်းရှိမရှိစုံစမ်းစစ်ဆေးခဲ့ပါတယ် တကယ်တမ်းမှာတော့အဲ့ဒီမျိုးသမီးဟာစကားပြောနိုင်ပြီးခလေးကြောင်းသွားကြတဲ့ကတခြားခလေးမိပါတွေနဲ့ပုံမှန်တိုင်းစကားပြောနေသလိုဖုန်းဆက်စကားပြောနိုင်တာကိုလည်းအလို့ဆောင်တော့ကမှတ်တမ်းတင်ခဲ့ပါတယ်အထောက်ထားတွေပုံမူခိုင်လုံစေဖို့အတွက်လှုပ်ဆောင်တော့ဟာလမ်းမသိသူဖြစ်ဟန်ဆောင်ကအဲ့ဒီမျိုးသမီးကိုလမ်းညွှန်ပြခိုင်းခြင်းမှာလဲသူမကစကားပြောကလမ်းညွှန်ပေးခဲ့ပြီးဒီဖြစ်ရကိုလည်းမှတ်တမ်းယူနိုင်ခဲ့ပါတယ်။အာမဂန်ကုမ္ပဏီကဒီမှတ်တမ်းတွေကိုတရားဥပဒေတင်ပြပြီးမတန်ဆွမ်းပင်စင်ကိုပယ်ဖျက်ဖို့ထုတ်ယူပြီးသားမတန်ဆွမ်းပင်စင်တွေပြန်ရလိုမှုနဲ့ရှောက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့အန်ဒါလူစီယာထက်တရားဥက္ကအမကန်ကုမ္ပဏီကိုအနိုင်ပေးခဲ့ပြီးမတန်ဆွဲပင်စယ်လိန်ညာထုတ်ခဲ့တဲ့အမျိုးသမီးကိုတော့တန်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒီတတူးပညာရှင်ကတော့အမကန်ပါပဲ။သူမဟာတပုံတိုင်းလက်ရမြောက်အောင်ဖန်တီးနိုင်တယ်လို့ဆိုပါတယ်။တရုတ်တတူးပညာရှင်ဗစ်တိုးရီးယားလီကိုတော့ကမ္ဘာအတော်ဆုံးပုံရိပ်စစ်တတူးပညာရှင်ဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။တရုတ်နိုင်ငံပေကျင်းမြို့မှာနေထိုင်တဲ့ဗစ်တိုးရီးယားလီဟာ သူမအသက်၄နှစ်ကလေးကပကြီးပညာကိုစိတ်ဝင်စားခဲ့သူဖြစ်ပြီး2014ခုနှစ်မှာတော့တက်တူးနယ်ပယ်ထဲစတင်ဝင်ရောက်လာတာပါ ကောလိပ်ကြောင်ပြီးတော့ချိန်အဖိုးရဲ့ပုံတတူးထိုးချင်ပါတယ်ဒါပေမဲ့တတူးပညာရှင်တွေထိုးပေးတဲ့ပုံတွေကကျမလိုချင်တဲ့ပုံနဲ့မတူပါဘူးဒါကြောင့်ကျမကိုယ်တိုင် တတူးထိုးကြည့်ခဲ့တယ်လို့ဗီဒိုရီယာလီကဆိုပါတယ်အစပိုင်းမှာတော့သူကဖြူမဲတတူးတွေပဲထိုးခဲ့ပြီးနောက်ပိုင်းမှသာအယောင်သွေးစုံတဲ့ပုံတွေထိုးခဲ့တာပါ သူမဟာပေကျင်းမြို့ချောင်းရမ်းခရိုင် CBD စင်တာမှာတက်တူးစတူဒီယိုဖွင့်ထားပြီးတခါတရံမှာပုံတပုံကိုနိုင်တရာကြော်ကြတဲ့အထိအခြေယူရေးဆွဲလေးရှိပါတယ်။ Instagram ပေါ်မှာအပိသူနှစ်ပန်းကြော်အထိရှိတဲ့တက်တူးပညာရှင် Victoria Lee ဟာသူမအားကြအတူရတဲ့တက်တူးပညာရှင်ကတော့လေယူကရိန်းနိုင်ငံသား Dimitri Samohin ဆိုသူဖြစ်တယ်လို့သိရပါတယ်။